မင်္ဂလာပါရှင်ဧပြီလ29ရက်တနင်္ဂနွေနေ့ရက်ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ PDF အဖွဲ့ဝင်32ဦးလက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါင်းအတွင်ပြန်လည်ဝင်ရောက်လာတဲ့သတင်းဖြစ်ပါတယ်။ ပြည်မှုကျွလွန်ထားခြင်းမရှိတဲ့ PDF အဖွဲ့ဝင်32ဦးလက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါင်းအတွင်ပြန်လည်ဝင်ရောက်လာတာကြောင့်မိဘအုပ်ချုပ်သူများထံပြန်လည်လွှတ်ပြောင်းပေးခြင်းအားဧပြီ25ရက်ကအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရန်အောင်မြင့်ခမ်းမမှာကျင်းပကြောင်းသိရပါတယ်ဥပဒေပေါင်းအတွင်းပြည်လည်ဝင်ရောက်လာကြတဲ့မန္တလေးတိုင်းအောင်မြေသာဆန်းမြို့နယ်ပြည်ကြီးတခုမြို့နယ်အမရပူရာမြို့နယ်မဟာအောင်မြေမြို့နယ် ချမ်းအေးသာဆန်မြို့နယ်၊စင်ကူးမြို့နယ်၊တဒါဦးမြို့နယ်၊မိုးကုတ်မြို့နယ်၊ရန်ကုန်တိုင်း၊တောင်တကုန်းမြို့နယ်၊ကြီးမားတိုင်းမြို့နယ်၊တင်ငန်းကျွန်းမြို့နယ်၊စကိုင်းတိုင်း၊စကိုင်းမြို့၊မုံရွာမြို့နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မပေးမြို့နယ်၊နောင်ချုံမြို့နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်းမြို့နယ်တို့မှာ PDF အဖွဲ့ဝင်အမျိုးသား30ဦးနဲ့အမျိုးသမီး2ဦးတို့မှာ၎င်းတို့နဲ့အတူပါလာတဲ့ Type 81အမျိုးသားတနက်၅လက်၎င်းကြီးအိမ်73ခု ြည်900တောင်းနဲ့လက်ပစ်ဘုံ၅လုံးတို့ကိုအနှံခဲ့ကြပါတယ်။တာဝန်ရှိသူများကတနက်တလက်နေ့စုချင်းငွေ7350နှုန်းပြေတနက်ငါးလက်အတွက်စုချင်းငွေ7350လက်ပစ်ဘုံ၅လုံးအတွက်7300နဲ့ဥပဒေပေါင်းကျင်းပြန်လည်ဝင်ရောက်လာသူများအတွက်7340တို့ကိုထောက်ပံ့ပေးရခါဝန်ခံကတိလက်မှတ်ရေးထိုးစီပြီးမိဘအုပ်ထိန်သူများထံသို့လွှဲပြောင်းပေးရကြောင်းသိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့နေပြည်တော်တိဆောက်ရေးတွင် ပါဝင်တိဆောက်ခဲ့သောကုမ္ပဏီများစီပင်သူပြန်လည်ဆက်သွယ်ရမယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်အထူးဖွံ့ဖြိုးရေးစီမံကိန်းတွင်အစအဦးများတိဆောက်ခဲ့တဲ့ကုမ္ပဏီအားလုံးနေပြည်တော်စီပင်သူပြန်လည်ဆက်သွယ်ရမှာဖြစ်ကြောင်းအသိပေးထားပါတယ်။၎င်းကုမ္ပဏီများအနေဖြင့်နေပြည်တော်စီပင်သားရေးကော်မတီအင်ဂျင်နီယာဌာနအစောက်အုံဌာနမှနဲ့ဒုတိယဌာနမှထံသို့ဆက်သွယ်ကြရန်အတိပေးစာရင်ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရပါသည်။ အစိုးရအသိပေးစာကိုအစအုပ်များပြန်လည်ပြုပြင်အသုံးပြုရေးနှင့်အသည့်တိစားရေးကြီးကြပ်မှုကော်မတီမှထုတ်ပြန်လာခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ထမတင်ဆက်ပြီးမှာကတော့လာရှုမျိုးတွင်တရားဥပဒေစိုးမိုးရေးအတွက်တပ်မတော်နေရေးတပ်ဖွဲ့ပူးပေါင်းကင်းလှည့်ခြင်းများစတင်ဆောင်ရွက်နေတဲ့တွင်ဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးတွင်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက်တပ်မတော်နေရေးတပ်ဖွဲ့ဝင်များနေ့စဉ်ကင်းလှည့်လေဆောင်ရွက်ခြင်းမျိုးဆောင်ရွက်လျက်ရှိကြောင်းလာရှုမျိုးမှရေစကန်မှသိရပါတယ်။ လက်ရှိတွင်တပ်မတော်နှင့်ကိုကန့်တပ်ဖွဲ့တို့မြို့အလွေအပြောင်းပြုလုပ်စဉ်ကာလမြို့တွင်ခုနှုတ်လူရများဖြစ်ပွားမှုရှိနေခြင်းကြောင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှေ့ပြေးအဖွဲ့ကလာရှုမြို့မှာရဲစခန်းတွင်အထိုင်းချကာတရားဝင်စုမိုးရေးလုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အကြံဖတ်အုပ်စုထံပို့မဲ့လက်နက်အများပြားကိုဘဏ်ကောက်တွင်ထပ်မံဖမ်းမိရတဲ့တွင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ KNU အပါအဝင်အကြံဖတ်အုပ်စုများထံသို့ပို့ဆောင်မဲ့တနက်အများပြားကိုထိုင်းအာဏာပိုင်များမှဧပြီလ25ရက်နေ့ကဖမ်းဆီးရမိခဲ့လို့ Carousel အင်္ဂလိပ်သတင်းဖော်ပြမှုရသိရပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့လက်စီခိုင်ထုံဆောင်ဟုံမြို့နယ်ချိန်ဝတ္တနာဆနစ်လမ်းတွယ်နှစ်ရှိကွန်ဒိုမီနီယံအခန်းတစ်ခုတွင်ဆဲလက်နက်များတုဝတ်ထားတဲ့ဆိုတဲ့တဲ့ရင်အရထုံဆောင်ဟုံရေစခန်းမှာဝင်ရောက်စီးနှင်းရှာဖွေခဲ့ရာလက်နက်နှင့်ကြီးကဲအမြောက်များကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။ အစိုးရလက်နက်များကိုမြန်မာနိုင်ငံအတွင်းရှိ KNU အပါအဝင်အကြမ်းဖက်အုပ်စုများထံသို့ပို့ဆောင်ရန်ပြင်ဆင်ထားခြင်းဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။